အားလုံးပဲမိတော့ပါ Forever Ghana Facebook နဲ့ DR YouTube Channel တွေပါလို့ကြိုဆိုပါရစေ။ကျွန်တော်အာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့ဒါ25ရက်နေ့ပေါ့လေစက်တင်ဘာလ25ရက်နေ့ဒီကနေ့ညနေမှာတော့ဒါ Holy တကြောကြောဖြစ်နေတဲ့သတင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ William Saliba သတင်းပေါ့လေ William Saliba သတင်းနဲ့ပတ်သက်ပြီးတော့ဒါသတင်းဌာနတော်များများက ဒါကိုလေးတကြောကြောအကုန်လုံးမှာပေါ်ပြနေကြတာကိုလေးကိုဝီလျံဆလီပါအာဆင်နယ်မှာဒါဆက်ရှိမဲ့အကြောင်းဒါဒေးဗစ်အော့စတိန်တို့ကအစာပြောဆိုရင်ဒါကျွန်တော်စိတ်ချယုံကြည်ရပါဆိုရင်ဒါဖာဗီဇီယိုရိုမာနိုတို့သတင်းဌာနတွေအစိုးရလေဒါအကုန်လုံးတော့ဝီလျံဆလီပါအာဆင်နယ်မှာဆက်ရှိပြီးတော့ဒါအာဆင်နယ်မှာကျွန်တော်တို့မြင်တွေ့ချင်တဲ့ကာဗီယေမဂါဟီနဲ့ဒါဝီလျံဆလီပါအတွဲဖက်ကိုနှစ်ကြာကြီးဒါမြင်တွေ့ရတော့မယ်ဆိုတဲ့သတင်းတွေကဒါဟိုးလေးတကြောကြောတက်လာတယ် ဒါကတော့အာဆင်နယ်အသင်းရဲ့အပေါင်းလက္ခဏာဆောင်ရည်တည်တဲ့အတစ်ခုပေါ့လေဒါဝီလျံဆလီဘာအာဆင်နယ်မှာဆက်ရှိနေခြင်းကဒါအာဆင်နယ်အတွက်စူဖလာအောင်မြင်မှုအတွက်ဒါတောင်းတရားအနေအကောင်းဆုံးအနေထားတစ်ခုရောက်တော့ပို့ပေးနိုင်တဲ့အရာတစ်ခုလို့ပြောနေနေရတော့မြင်မိတယ်ဒါနောက်တစ်ခုအနေနဲ့ကဒါ ဒီသတင်းတွေကြားထဲမှာမှာတက်လာတဲ့သတင်းတစ်ပုတ်ပေါ့လေဒီသတင်းပုတ်ကပါလဲဆိုတော့အာဆင်နယ်တို့ကစက်တင်ဘာလ28ရက်နေ့မှာရှင်ပြိုင်ကြတယ်မဲ့ပရီးမီးယားလိပွဲစဉ်6မှာဒါနျူကာဆယ်နဲ့ရှင်ပြိုင်ကစားရမယ်နျူကာဆယ်ကိုဒါကျွန်တော်အဝေးကွန်းမှာတော့ရှင်ပြိုင်ကစားမှာဖြစ်တဲ့အတွက်ဒါအာဆင်နယ်တို့ခက်ခဲတဲ့ပွဲချက်တပွဲဖြစ်အောင်မယ်ဆိုတဲ့သတင်းတွေအပေါ်မှာကျုံးနေနေတာနည်းနည်းတော့ဆွေးနွေးသုံးသပ်ကြည့်အောင်ကျွန်တော်အာဆင်နယ်အသင်းကတော့ဒါကျွန်တော် ဟို Premier League 5ပွဲကံပြီးပြီ Premier League 5ပွဲကံပြီးတဲ့အချိန်မှာကျွန်တော်တို့ကဒါတပွဲရှုံးတပွဲတည်ရင်လည်းဒါသုံးပွဲတိတိအနိုင်ရရှိထားတယ်ဒါအရရှိထားတဲ့ပွဲတွေဆိုရင်ဒါလုံးဝ clean ရှိပဲဒါတော့ဒီ Premier League 5ပွဲလုံးမှာဆိုရင်ဒါပေးဖို့တကိုးပဲရှိတာတည်းရှုံးထားတဲ့ပွဲရတဲ့ဒါမနစ်က Champion ဖြစ်တဲ့ဒါ Liverpool ကိုဒါတလုံးနဲ့တော့ twin goal နဲ့ကျွန်တော်တို့တွေကရှုံးခဲ့တာ အနျူကာဆယ်ရဲ့ဒါပရီးမီးယားလိ၅ပွဲဒါရလက်တွေကြောင့်တစ်ချက်လောက်ကြည့်အောင်နျူကာဆယ်ကတော့ဒီအတီမှာတော်တော်လေးတိုင်ပတ်နေတဲ့အတင်းတင်းလို့ကြောင်းနေနေကတော့မြင်မိတယ်။ဒါဘာဖြစ်လို့လဲဆိုတော့နျူကာဆယ်အနေနဲ့ဒါ၅ပွဲကစားပြီးချိန်မှာဒါတပွဲရှုံးတပွဲနိုင်၃ပွဲတည်ရလက်မျိုးကိုဒါသူ့အနေနဲ့စွမ်းဆောင်ထားတယ်။ ဒါ new castle အနေနဲ့ဒါဒီຢာဒီမှာဆိုလို့ရှိရင်သူတို့ရဲ့အဓိကကစားတော့တော်တော်များများကိုလက်လွတ်လိုက်ရတာဖြစ်တဲ့အတွက်ဒါအသင်းကတော့တော်တော်လေးတိုင်ပတ်နေတဲ့အနေအထားခုမှရှိတယ်သူတို့တည်ကြထားတဲ့အသင်းတွေဆိုလို့ရှိရင်ဒါအခုဒါအဆင့်16 16ကအသင်းမျိုးတွေကိုတော့မှသူတို့အနေနဲ့ဒါဟိုဘယ်လိုပြောမလဲတည်ရေပဲကန်နိုင်ခဲ့တယ်ဆိုတဲ့အနေအထားတစ်ခုပေါ့လေ ဒါသူတို့နိုင်ခဲ့တဲ့ပွဲစဉ်ဆိုလို့ရှိရင်လည်းဒါကိုအများကြီးနဲ့နိုင်ခဲ့တာမျိုးမဟုတ်ဘဲနဲ့ဒါဟူကိုဟူပါဟန်တန်ပေါ့လေဟူပါဟန်တန်အသင်းကိုဒါဝမ်းစီဆိုတဲ့ရာကျင်းမြောင်းနဲ့ရလက်နဲ့အနိုင်ရရှိခဲ့တာဒါကတော့သူတို့အိမ်ပွဲမှာအနိုင်ရရှိခဲ့တာဖြစ်တဲ့အတွက်အာဆင်နယ်အသင်းကတော့ဒါအိမ်ပွဲသူတို့ရဲ့အိမ်ပွဲအားတာချက်ဒီအပေါ်မှာအာဆင်နယ်သွားကစားမှာဖြစ်တဲ့အတွက်အာဆင်နယ်အနေနဲ့သတိထားမှာတော့အမှန်ပဲဒါပေမဲ့အာဆင်နယ်တို့ပွဲချက်တော့ပွဲဆိုတာမျိုးကတကယ်ပဲ reality စစ်မှန်ရဲ့လားဆိုတော့ကတော့ကျွန်တော်တို့တွေဒါ တိတ်ကိုစိတ်ဝင်စားကြတာဒါအာဆနယ်နဲ့နျူကာဆယ်ဒါမနစ်ကတွေးခဲ့တဲ့ယာဒီကိုပဲကျွန်တော်တို့တွေဒါပြန်ကြည့်အောင်ဝေးတွေကိုပြန်ကြည့်မနေဘူးဗျာဒါမနစ်ကယာဒီကိုကျွန်တော်ပြန်ကြည့်ကြည့်မယ်မနစ်ကဆိုလို့ရှိရင်နျူကာဆယ်နဲ့အာဆနယ်က တွေ့ဆုံတိုင်းမှာနီဥကာဆယ်ရဓမ္မမထန်ထန်နဲ့ပြန်လဲတုတ်ပြန်တတ်တဲ့အသင်းတစ်သင်းမျိုးဆိုတော့ကျွန်တော်တို့လက်ခံရမယ်အာဆန်နယ်အသင်းအနေနဲ့ကလည်းဒီအသင်းနဲ့တွေ့တိုင်းဒါကျွန်တော်တို့တွေဟိုဘယ်လိုပြောမလဲအခက်ခဲအနေဆုံးတော့ဒါကျွန်တော်တို့တွေဒါကြုံတွေ့ရတဲ့မျိုးတွေရှိတယ်အာဆန်နယ်အသင်းအနေနဲ့လည်းဒီလိုအသင်းမျိုးတွေနဲ့တွေ့တိုင်းဒါရုန်းကန်ရတဲ့ယာတီမျိုးတွေရှိတယ်ဒါတော့ထပ်ပါတော့မနစ်ကယာတီဆိုလို့ရှိရင်တော့ကျွန်တော်အာဆန်နယ်အသင်းကဒါဘယ်လိုပြောမလဲဒန်ရကစားသမားတွေနဲ့ဒါစကော့တာတောင်တင်းမှုဘိုင်းရရန်အားနေတာဖြစ်တဲ့အတော့ဒါ နျူကာဆယ်လိုတင်းမျိုးကျွန်တော်ရုပ်ကန်ရတာဖြစ်ကောင်းဖြစ်နိုင်ဒီလိုရာတီဒီလိုခြေနေဒီလိုစကွတ်တက်မျိုးနေတာနျူကာဆယ်ဒီလိုပုံစံမျိုးကိုအာဆင်နယ်အသင်းနဲ့တကယ်ပဲခက်ခက်ခက်ရင်ဆိုင်ရနိုင်လားဆိုတာကျွန်တော်တွေလည်းစိတ်ဝင်စားစရာပါကျွန်တော်ရလက်တွေအရာကြည့်မယ်ဆိုလို့ရှင်နျူကာဆယ်နဲ့အာဆင်နယ်ကဒါလုံးဝရှင်းနိုင်စရာအကြောင်းရှိဘူးဆိုတဲ့ ပုံစံမျိုးတွေမြင်တွေ့ရတယ်။ဒါကျွန်တော်တို့အာဆင်နယ်အသင်းကအရင်တော့ပုံစံတိုင်းကစားမယ်ဆိုလို့ရှိရင်တော့နီယူကာဆယ်မမာတလန်ဖစ်စကယ်အားပြုတဲ့ကစားပုံမှာကျွန်တော်အာဆင်နယ်အသင်းနေနဲ့ဒါရုံးကန်ရနိုင်ပြီးတော့ဒါဒီယာတီအာဆင်နယ်ရဲ့ကစားပုံကိုကျွန်တော်ပြင်ကြည့်တဲ့အချိန်မှာအာဆင်နယ်အသင်းနေနဲ့ ဒါဘယ်လိုပြောရမလဲကျွန်တော်ဒါမနေ့ရ sorry ဒီနေ့မနေ့အစောပိုင်းကံဝတဲ့ဒါ EFL ပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်အရှိအဝါဗီဒီယိုတွေမှာပြောခဲ့တယ်ဒါပေါ်ပဲအတင်းကဒါမမထနာကစားတဲ့အတင်းမျိုး physical အပြုတ်တဲ့အတင်းမျိုးလို့ကျွန်တော်ပြောခဲ့ဘူးတယ်ဒါပေမဲ့အတင်းနှစ်သိန်းရဲ့ qua ha jet ကြောင့်ဒါဒါအာဆင်နယ်အတင်းကအေးစေးစေးတက်တက်တာနိုင်ရရှိခဲ့တာဒါပေမဲ့ goal ကတော့ပြတ်သွားတာမျိုးမရှိဘူး2-0ဆိုတဲ့ရလက်နဲ့ပဲအာဆင်နယ်တို့ကတက်တက်ရရအေးစေးနိုင်ယူခဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်အာဆင်နယ်ကတန်းတမလေးကိုတန်းရရမှာကြောက်နေတာ တယ်မလားဒန်ရတပွဲကိုတယောက်လောက်ရနေတဲ့အချိန်မှာကအာဆင်နယ်အသင်းဒီလိုအသင်းမျိုးနဲ့တွေ့တော့ကျိုးဒန်ရပဲရသွားမှာတော့စိတ်ကူမိတာဒါပေမဲ့အာဆင်နယ်အသင်းရရမနေ့ကဟိုဘယ်လိုပြောဒီနေ့မနေ့အစောပိုင်းပွဲမှာတောက်လျှောက်ချတာပြီလားသူတို့ကရေလျှောက်ချတာရှင်းလို့ပြောရရင်အာဆင်နယ်အသင်းကအဲ့ဒီနေ့မနေ့ပွဲစဉ်မှာဒန်ရရဲ့ favor ပေးခြင်းကိုတော်တော်လေးရထားတာဒါဒန်ရတော်တော်လေးမျက်နှာစာပေးတယ်ပေါ့လေဟိုဘယ်လိုပြောအောင်လဲ ဟို EFL ဝယ်စင်မှာ VAR မပါတာအကြောင်းလည်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့ဒါတချို့လုံးနေဆိုလို့ရှိရင်ဒါတိုင်ကလုံးဝပေးတင်တယ်ဗျာဒီမလားပေါ်ပဲအသင်းကိုဒါလုံးဝပေးတင်တယ်ဒါပေမဲ့တိုင်ကလုံးဝလူးလူးရှုခဲ့တဲ့အာဆင်နယ်အသင်းကိုအကောင်းဆုံး favor ပေးတယ်ဒါဒီယာဒီမှာတော့ဒါပထမဦးဆုံးထရောအာဆင်နယ်အသင်းအတွက်မြင်တွေ့ရတဲ့ time favor ပေးခြင်းပေါ့လေဒါတိုင်ကမျက်နှာသာပေးခြင်းတဲ့ကပွဲတပွဲလိုပဲကျွန်တော်အနေနဲ့မြင်မိတယ် ဲ့တော့ဒီရက်ဒီမှာအာဆင်နယ်ကကစားပုံဒါအနည်းငယ်ကြမ်းတမ်းလာတာကိုကျွန်တော်တို့လည်းမြင်တွေ့ရတယ်အာဆင်နယ်အသင်းတွေနဲ့လှုပ်လိုက်မင်းတို့ငါတို့လူတစ်ချက်ထိငါတို့လည်းမင်းတို့နှစ်ချက်ပြန်ထိမယ်ဆိုတဲ့ဒါပုံစံမျိုးတွေပြန်တွေ့ရတယ်ပြောရဆိုလို့ရှိရင်ဒီရက်ဒီမှာဆိုရင်ကျွန်တော်တို့အာဆင်နယ်အသင်းကဒါစကော့တာတောင်းတင်းမှုတွေမှာပရီးမီးယားလိမှာဆိုလို့ရှိရင်တော့ဒါ ဟိုနှစ်သိန်းစာအနေထားမျိုးလောက်ကိုဖြစ်နေတာဖြစ်တဲ့အတွက်အနီယူကာဆဲလို့အသင်းမျိုးကိုကျွန်တော်အမြင်အရကျွန်တော်တယောက်တည်း personally အရဆိုလို့ရှိရင်တော့ဒါခက်ခဲစိတ်ရအကြောင်းမရှိဘူးလို့ကျွန်တော်အနေနဲ့မြင်မိတယ် ကျွန်တော်ညီကိုရောဘယ်လိုထင်လဲလာမယ့်စက်တင်ဘာလ28ရက်နေ့မှာကံမဲ့ဒါအာဆင်နယ်ရဲ့အဝေးကွင်းပရီးမီးယားလိဘွဲစဉ်6မှာအာဆင်နယ်တို့ဒါတတရရတတောင့်တတနဲ့အနိုင်ရလက်တခုပေါ်ဆောင်နိုင်ပြီးတော့ဒါအမှတ်ပေးစရာစင်တစ်ကရှိတဲ့လီဗာပူးကိုအကောင်းဆုံး PR တွေလိုက်ပေးနိုင်မလားဆိုတော့ကျွန်တော်တို့အနေနဲ့ဒါစောင့်ကြည့်ကြည့်စရာပါအားလုံးကိုကြည့်စရာပါတယ်